မိတ်ဆွေများအားလုံးမင်္ဂလာပါတော်လညာခင်ပါခင်ဗျာဒီနေ့ညကျွန်တော်အနေနဲ့ဝန္ဒဂုံယူခြင်းချီကျူးဂုံပြူခြင်းနဲ့ယေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငင်ငင်ရတငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ဘဝပြီးရေစဲရစုံစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကို အကြံပြုတိုက်တွန်းစကားတချို့ပြောခြင်းလို့အခု live season ကဒီဆက်တာဖြစ်တယ်အခုဆိုရင်တွေ့ရပါလိမ့်မယ် internet ဆာမျက်နှာတွေပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုင်းရင်းသားလွန်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီအောင်မြင်မှုတွေတခုပြီးတခုမြို့ကြီးတွေတိမ့်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနအရင်ကျွန်တော်ကြည့်လိုက်ရတဲ့ ကြည်နူးစပွဲမြင်ကွင်းလေးရတော့ကြေးလက်တော်ရလေးတရွာမှာမျိုးသိန်းစစ်စင်ကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ရပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေဦးစီဘုံမောင်းတီးပြီးတော့ကြေးရွာသူကြေးရွာသားတွေကမြွေထွေးမြွထူးပျော်ပါးစွာနဲ့ကျူဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်းယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခုပျော်ရွှင်နေကြတဲ့မြင်ကွင်း သူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်စစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရရလာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂုဏ်ယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မြင့်တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကို ီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆိုခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ်။ဒါမှန်တဲ့ဘက်မှာယက်တီခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူကကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ကိုဘွားနဲ့ရှင်ပြီးကျွန်တော်ကိုရိုင်းလည်းပဲပြည်သူကကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လို့ခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက် အမှုထမ်းခဲ့ဘူးတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတမတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်ပတ်တည်တံ့ဖို့အတွက်အာဏာအယိုးအရင်လေးရလိုရညာအခွင့်အရေးတစုံတရာရလိုရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအချီနေရငယ်တုန်းကအတူတူပညာ သင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါ။တို့ပြည်သူစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလားဆိုးဝင်းကိုပဲကြိုးကွင်းဆွတ်လို့ပြောရမလားတို့တွေကြိတ်မနှံခဲမရဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တမမူအဆင့်ထိပ် ခွေးပြေးဝက်ပြေးထွက်ပြေးနေရရုံနဲ့မကတတ်မှမူအပါဝင်အယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဝိုင်းပတ်ပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးသူတို့အသေးကိုအနဲ့ထိုးခံရသလိုခံစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါပါကြောက်လေပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်းမီကွန်မန့်ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအောင်လိုင်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့ စောစောကပြောခဲ့တဲ့ဦးစီဘုံမောင်းနဲ့ကျူနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြလို့ဆိုကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအွန်လိုင်းလက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင် जा ထားပေမဲ့တစ္ဆာတရားရင်မာမရှိတဲ့စစ်သားဆိုတဲ့အတုရောင်လူသက်သမားတွေအတွက်ကြည်ခွဲเสียကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စဉ်52ဆင်း တတ်မှမူဆိုတဲ့ဥပရိယုတ်အရာတော်တော်လေးဝမ်းနဲ့ကြည်ခွဲစရာကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေပြင်းမှာဆွဲလို့ဖန်းစီရမိထားတဲ့ပုံရင်ဟာကမ္ဘာသတင်းတွေမှာလည်းပြလူပြန်နေတယ်လို့ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်လွန်ခဲ့တဲ့၄နှစ်တိတိပဲခူးမြို့မှာအဲ့ဒီတမခွန်ခွန်ကပဲ ပြည်သူလူငယ်မျိုးများစွာအယောက်80ခန့်လို့ကြားသိရပါတယ်ဒီထက်လည်းပိုနိုင်ပါတယ်ရရက်ဆက်ဆက်ဖန်စီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့လင်းနစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခုံခုံရဲ့တတ်မှမူးဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူကဝေးတက်ဖို့ဝင်နေကအရှင်လက်လက်လက်ရဖန်စီခဲမိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းတာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင် စိတ်ရစွဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းပါတယ်။ဒါပေမဲ့တစ်ဖက်ကကြလည်းစိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အဲကောင်ကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကွာ60ခုနှစ်ကနေပြီးတော့68အထိကျွန်တော်နဲ့ဘာပဲပြောပြောစစ်တကတော်မှာတစ်နှစ်တိတိစုံခဲ့ပူတာပေါ့ကျွန်တော်က final year ပတ်စဉ်52က first year လာရောက်ကျောင်းတော်တစ်ခုထဲမှာအတူတူတွေ့ခဲ့ကြဘူးတဲ့လူတွေဖြစ်ပါတယ်အကျွန်တော်ကစီနီယာသူတို့က first year junior ဘာပြောပြောစီနီယာဖြစ်တဲ့ကျွန်တော်တို့ကသင်ကြားပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတာပါအဲ့တော့ကျွန်တော်အနေနဲ့တတ်ဆွမ်းသလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောသင်ကြားမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်ဒါလည်းအခု percent 40 41 42 ဆင်းနဲ့တောင်းဆင်းမောင်ကြီးပြကြပါတယ်ဒါပေမဲ့ဘာဖြစ်လဲတောင်းဆင်းပြီးတဲ့နောက်မှာကိုဂျိုးအတွက်အတ္တအတွက်ယာဓုအတွက်နေရအတွက်အခွင့်အရေးအတွက်လောပဇောအတွက်မိမိဒုတိယနှစ်ဘူလောင်ဘွားမှာအလံကင်ပြီးတော့ဆိုခဲ့မှုတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်တာတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာ သစ္စာပြောက်ခဲ့လို့ပြည်သူရဲ့အမုန်းနေအောက်မှာအခုဆိုရင်ကြီးစွာသောအတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်။စိတ်မကောင်းဖြစ်တာကဘာလဲ။သစ္စာစောင့်ရမယ့်အလုပ်ကိုသစ္စာမစောင့်ဘဲသစ္စာဖောက်ခဲ့လို့သစ္စာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့အတွက်စိတ်မကောင်းဖြစ်တာပါ။ဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်နေတောင်ခုမှထိုင်နေတယ်။အခုလည်းသူလည်းပြုတ်ခါနေပါပြီ။ ဆိုတော့တပတ်စင်နေဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မှုတက်မှမူနော်တကယ်ဘုံမှုချုပ်ဘိုချုပ် level တွေကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမရတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲစဉ်းစားပြီးမိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံဘဲ အမုန်းအာကာသကြီးစွာနဲ့နေရာအနှံ့မှာစန့်ကျင်တော်လန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံနေရတဲ့အချိန်မှာပဲသဘာဝတရားကြီးကလည်းနူယာဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်အခုဆိုရင်မင်းတို့ရဲ့အုတ်ချွေရန်နရာကြီးတစ်ခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံလုံရောက်နေကြတယ်အခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့ နန်းစီရီယံဝန်ထမ်းတွေလည်းစားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြရတယ်။နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လည်ပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှရုပ်ကုန်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိမ်ညာမယ်ဘလို့ပဲကြိုးစားပါစေ။အခုဖလန်းမြို့တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီ။အင်းတော်တော်လန်တိုက်ခိုက်သိမ့်ခဲ့ပြီးပြီ။စကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတက်ဖွဲ့အားလုံးက စီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်တွေမှာမင်းတို့ဘလောက်ထိဆက်ပြီးမိုက်ယူရဲဆန်နဲ့ဖက်စစ်မင်းအောင်လိုင်နဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုက်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါတယ်တတဆားလဲကြက်တော့နှစ်တဆားလဲကြက်တော့ဆက်လက်ပြီးတော့မိုက်မဲသွားဖို့စ조사ကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင် ဖြည့်ဆည်းကြအောင်ပါလားခုဆိုရင် GDP အဆုံးစုံထိကျဆုံးသွားပြီနိုင်ငံစီးပွားရေး80ရာခိုင်နှုန်းပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာနာသိန်းအစိုးရအာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့ တမမူးတွေကိုနှစ်ယောက်အသေးတယောက်အရှင်တကယ်ဒိတ်ဒိတ်ကျဲစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေချော့ချော့တို့ခုံခုံတို့နော်အပူတမတွေဟာဒိတ်ဒိတ်ကျဲမာလာပါပြီဆိုတော့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမုန်းစီရီဝါတဲ့စစ်သားတွေကြီးစုထားတဲ့တမကြီးဖြစ်တယ်ဒီတမကြီးတွေရဲ့လုံးလုံးပြိုကွဲပျက်စီးသွားရုံနဲ့မကတမမူးတွေပါ အရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူးမင်းတို့ကတော့ပြောမှာပေါ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားရေလို့တမုတ်ပြီးနှိမ်နင်းနေရတယ်နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ်နင်းနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ၂၀၂၀မတိုင်ခင်ထိ အီဂျန်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတွန်းလှန်မှုတွေကယုတ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုတ်ချီးပေါ်ပေါက်လာတာလဲ။တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့။ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့။တစ္ဆာတွေဖောက်ဖျက်လို့ပေါ့။ပြည်သူတရားလုံးကလက်မခံစန့်ကျင်လို့သာပဲ။ တိုင်းနယ်ပြည်နယ်နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့။ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလေ။2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာရေးကောင်းစွာသွင်နိုင်ငံကြီးရဲ့အနာဂတ်ကိုစင်ရင်တိဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါ။ခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာ။အနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လေးနှစ်ခန့်အတွင်းအပြင်းထန်လေ့ကျင့်အပြင်းထန်စုဖွဲ့ပင်ပန်းဆင်းရဲအမြင့်ဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တက်ကရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းတက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတမမှုအဆင့်လက်ရဖမ်းဆီးနိုင်တဲ့အထိစစ်ရေးစွန့်ရင်ထက်မြင့်လာပြီဖြစ်တယ်ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီမင်းတို့ရဲ့စစ်ယုံကြုတ်တွေငလင်ရဲ့တဘာဝကြီးရဲ့ လက်မခံဆန့်ကျင်ပယ်ဖျက်မှုကြောင့်ဇေယုံကျုပ်တွေပြိုလဲပျက်စီးနေတယ်။တပတာယူမင်းအွန်လိုင်းကိုတိုင်ရွက်ကောက်ပွဲကျင်းပပြီးလွတ်တော်ခေါ်မယ်ဆိုလေသံပြည့်ုံရှိသေးတယ်။တပတာအိမ်တော်ရောလွတ်တော်ရောတုံးမရအောင်ငလင်ကြီးကဖျက်စီးလိုက်တယ်။တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုဆန့်ကျင်နေတာမင်းတို့ဘယ်လောက်ထိဆက်လက်မိုင်မဲကြအောင်မှလဲ။အဲ့တော့တငယ်ချင်း တောင်းနေဖက်တငင်ချင်းတွေထပ်ပြီးနိုးစော်ပြရစီအဆုံးဆုံးဒီမင်းတို့မင်းတို့တူဦးချင်းရဲ့ဂုံတိတ်ခါတွေပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မဆက်ပြီမဲ့မင်းတို့ကြံရက်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြမပြီမှာဆက်လက်လူလုတ်ဖို့ခွင်လန်းကိုတော့မင်းတို့တူဦးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီသင့်ပါဘူး င်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှိုးတံမိုးထသောဂုံဘုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပြစ်ခဲ့တယ်မှာဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွမထားခဲ့တယ်မှာဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိတ်ပေးခံနေရတဲ့အခြေအနေဟာ တိုင်းပြည်အနာကကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအွန်လိုင်းဘီလင်းစရာပြောသမျှလုပ်တဲ့မင်းအွန်လိုင်းတမတာယူနေတဲ့မင်းအွန်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအွန်လိုင်းစစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူယာရီအတင်းပေးပြီးအာနာယူနေတဲ့မင်းအွန်လိုင်းကိုချင်းဇာတိတသမိုင်းအရလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအွန်လိုင်းသားသမီး မိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘုသူချနှင်းရချနှင်းရရဲ့ရဲ့ဆက်ဆက်ချနှင်းဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုင်းဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောက်ဘယ်အရာကိုမျှော်ကူပြီးဆက်လျှောက်လန်းကြအောင်ပါလဲအဲ့တော့အခုစတိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ခမောင်းခတ် ကြိုးဆူနေကြတဲ့အိုးစီဘုံမောင်းတီးသောလူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီးရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်ဆန့်ကျင်တုတ်တင်မဲ့ပြည်သူတစ္ဆပေါက်တွေကိုတုတ်တင်မဲ့ပြည်ရှိသားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာဂတ်မနှက်ဖြန်မရှိတော့ဘူး။ဒီတော့ကောင်းဆုံးနည်းလမ်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါ ပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါတာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဗိုလ်ချုပ်အစစ်စင်ကိုအေးအေးယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချဲတင်မြောက်တဲ့မြို့သားညီညီရေးအစိုးရတိုင်းရင်းသားခေါင်းဆောင်များနဲ့လက်တွဲပြီးတော့လက်ရှိအရှုပ်ထွေးအကြက်တဲဆုံးတဘောဝဘေးကြီးလေရင်ဆိုင်နေရစစ်ဘေးကြီးလေရင်ဆိုင်နေရတဲ့ပြည်သူတွေရဲ့မနှက်ဖြန်တွေတာယာလှပဖို့အဖြေတစ်ခုကိုရှာကြပါ 凡凡生来比较，买买件表面说言，看看大马木业、日文或台下几位都没有问嘛，买买要等你的，谁看啥木料？买那些嘛嘛，价格要那里面是哪个？我看啥比，买没的，第二，我那买到，这里上头要也对口木料，第二个啥比，送到来包了，我带到来钱了，不是买 online 的，不是不就读书过？ ြည်သူတရားစီရင်မှုရှေ့မှောက်ရောက်အောင်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင်မင်းတို့တွေရဲ့အနာဂတ်ကိုသစုံတရားကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစူးစမ်းပေးမယ်တကယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့တော့